ျက်စီးတာကအလုံးစုံပဲဘာမှအဖက်ဆယ်လို့မရတော့ဘူးအခုနိုင်ငံရေးကောင်လို့အာနာသိန်းစစ်ကောင်စီပြုတ်ကျသွားရင်တောင်ကျွန်တော်တို့ရဲ့နုပြမှုတွေလူငယ်ဘဝတွေတော့ပြန်ရတော့မှာမဟုတ်ဘူးလို့အသက်28နှစ်အရွယ်လူငယ်ကိုသူကပြောပါတယ်ကိုသူကမန္တလေးရတနာဘုံတက္ကသိုလ်ကရှီအောင် သူရတနာကျောင်းသားတယောက်ဖြစ်ပြီး တက္ကသိုလ်တတိယနှစ်မှာကိုဗစ် -19 ကြောင့်ပညာသင်ကြားမှုရပ်နားထားရတာပါ။ 2021ဖေဖော်ဝါရီတရက်မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စီရီယမ်လုတ်ပြီးတော့အာဏာဖီဆန်ခဲ့တဲ့အကြောင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ကိုသူကစီရီယမ်လုတ်ခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံတွင်းမှာပဲနေထိုင်ခဲ့ပေမဲ့စစ်ကောင်စီက2024ဖေဖော်ဝါရီမှာစစ်မှုထမ်းဥပဒေကိုစတင်အကောင့်ထဲပေါ်ကျင့်သုံးခဲ့တာကြောင့်စစ်မှုမထမ်းလို့တဲ့ကိုသူကထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 2020ပြည်နှစ်ကစတင်ပြီးပညာရေးရနာထားရတဲ့ကိုသူက2025ခုနှစ်အထိနိုင်ငံရေးခြေအနေနဲ့ထိုင်းနိုင်ငံကိုတင်းရှောင်လာရတဲ့အခြေအနေကြောင့်ပညာဆက်သင်ယူဖို့အခွင့်အရေးမရရှိခဲ့တာကြောင့်အခုလက်ရှိမှာလည်းကျောင်းဆက်တက်ဖို့စိတ်ကူးမရှိတော့ပါဘူး။ကိုသူကအသက်22နှစ်အရွယ်မှာဘွဲတစ်ခုရယူပြီးကို့မြို့မှာရရလုပ်လေးလုပ်ပြီးအေးအေးချမ်းချမ်းနေမယ်လို့ရည်ရွယ်ထားတဲ့လူငယ်တစ်ယောက်ပါ။သူစိတ်ကူးရည်ရွယ်ချက်တွေနဲ့စူးစမ်းမှုတွေက မျက်လှည့်ပြလိုက်သလိုခဏလေးတွင်မှဘဝကိုပြောင်းမြန်လှန်လိုက်သလိုကုံဆုံးရှုံခဲ့ရတယ်လို့ကိုသူက ပြောပါတယ်။ကိုယ့်ရဲ့နာဂတ်ကိုတွေးလိုက်ရင် စိတ်တက်ကြဆုံးပဲ။ဘယ်ကိုသွားရမလဲ။ဘာလုပ်ရမလဲ။ဒီတိုင်းကြီးပဲဘဝကပြီးဆုံးတော့မှာလားပေါ့။ဘလောက်ထိလဲဆိုရင်၃ညလောက်ထိကိုပဲ။ ကိုတက်ထားတဲ့ပညာတွေကအပေါ်မရောက်အောက်မရောက်နဲ့အဲ့ဒီတော့ကိုက တခြားနယ်ပယ်တစ်ခုမှာအစကပြန်ဆရတာပေါ့အဲ့ဒီလိုပြန်ဆရတော့လေအခုမြန်မာပြည်လက်ရှိအခြေအနေမှာဘယ်ရမစိုးအခုမှဆလုပ်ရင်ခွေးဖြစ်ဖို့ပဲရှိတယ်လို့ကိုသူကလက်ရှိအခြေအနေကိုထပ်ပြောပြပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရည်ရွယ်ချက်ရည်မှန်းချက်တွေစိတ်ကူးတွေပြည့်စည်သွားပြီးအနာဂတ်မရေရာတော့တဲ့လူငယ်တွေက ကိုသူတယောက်တည်းတော့မဟုတ်ပါ ညာရေးတပိုင်းတစားနဲ့ကိုတူလိုလူငယ်တွေဟာသူတို့ရဲ့မူလရည်မှန်းချက်တွေပျက်စီးသွားရပြီးအနာဂတ်တွေတိကျသေးကြတဲ့အလုံးကိုက်ခွန်းလန်းတွေကိုလည်းဓာတ်ရိုက်အချိုးကျထိခိုက်ပျက်စီးနေပါတယ်။မြန်မာနိုင်ငံတွင်ဒီမိုကရေစီအင်စတီကျူရှင်းတွေခိုင်မာအားကောင်းလာစေဖို့အထောက်ပံ့ဖြစ်စေဖို့အတွက်သဘောထားအမြင်စစ်တမ်းတွေကောက်ယူတာလူမှုကွန်ရက်သုတေသနတွေစင်စက်မပြတ်ဆောင်ရွက်တာနဲ့နိုင်ငံရေးသတင်းအချက်အလက်တွေစူးစီးဖော်ပြတာတို့ကိုလှုပ်ဆောင်နေတဲ့ ဘလူးရှက်က2023ဧပြီမှာတက္ကသိုလ်ကျောင်းသူကျောင်းသားတွေပေါ်အာဏာသိမ်းမှုအလွန်နိုင်ငံရေးခြေနေနဲ့အကျိုးသက်ရောက်မှုသုတေသနစစ်တမ်းကိုထုတ်ခဲ့ပါတယ်။အဆိုပါသုတေသနစစ်တမ်းမှာတက္ကသိုလ်ကောလိပ်42ခုကကျောင်းသူကျောင်းသား1115ယောက်ကို မေးမြန်းခဲ့ပြီးတော့968ယောက်ကအဆိုရတက္ကသိုလ်ကောလိပ်တွေကိုတပိတ်မောက်ထားတဲ့ကျောင်းသူကျောင်းသားတွေဖြစ်ပြီး 412ယောက်ကပညာဆက်လက်သင်ယူနေဆဲဖြစ်တယ်လို့စစ်တမ်းအရာသိရပါဗျ။စစ်ကောင်စီတပ်ကအာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းမှာကျောင်းသူကျောင်းသားတွေပညာရေးအခွင့်အလမ်းရရှိမှုက61ရာခိုင်နှုန်းကျော်ဆုံးရှုံးသွားပါတယ်။ဒီထဲမှာပဲကျောင်းဆက်တက်ဖို့ရည်နာထားတဲ့ CRM တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ပညာရေးဆက်လက်ရရှိမှုအခွင့်အလမ်း96ရာခိုင်နှုန်းကျော်ဆုံးရှုံးနေတယ်လို့ ဘလူးရှက်စတန်အရာတည်ရပါတယ်။ပညာရေးဆက်လက်ရရှိမှုအခွင့်အလမ်းတွေဆုံးရှုံးရတာအချိန်၄နှစ်ကျော်ကြာလာတာကြောင့်အလုတ်ကန်ခွင့်အလမ်းတွေလည်းဆုံးရှုံးလာရပါတယ်။စီရီယံပြုတ်လုထားတဲ့ကျောင်းသူကျောင်းသား63ရာခိုင်နှုန်းကအလုတ်ကန်ခွင့်အလမ်းဆိုဝါပြီးတော့ကျောင်းဆက်တက်နေတဲ့ကျောင်းသူကျောင်းသား82ရာခိုင်နှုန်းကလည်းအလုတ်ကန်ခွင့်အလမ်းဆိုဝါသွားတယ်လို့ဘလူးရှက်စတန်အရာတည်ရပါတယ်။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရုရှားဘာသာကိုသင်ယူနေရင်းတတိယနှစ်မှာ စီရီယံပြုတ်လုခဲ့တဲ့အကူအသေးလေးကသူတို့လေပတ်တဲ့ရန်တရားပြအောင်လုပ်တာပေါ့ပြောရရင်သူတို့ကပြီးဖြတ်တဲ့အခါသူတို့ရဲ့စနစ်ကလည်းသူတို့ရဲ့ကြာဆုံးခန်းနဲ့အတူတခါတည်းပါသွားရမယ်ပေါ့အဲ့ဒီလိုစေကူနဲ့စီရီယံလုခဲ့တာပါလို့ပြောပါတယ်ကိုအသေးလေးကရုရှားဘာသာစကားကိုသင်ယူခဲ့ပြီးဘွဲရပြီးရင်ဘာသာပြန်ဖြစ်နေတဲ့ တခြားကျွမ်းကျင်တဲ့နယ်ပယ်တွေမှာဆက်လုပ်မယ်လို့စိတ်ကူးထားပေမဲ့လက်ရှိမှာတော့ထိုင်းနိုင်ငံမှာအယောင်ဝန်တန်းလုပ်နေရပါတယ်။ကိုအသေးလေးကကျွန်တော်အမြင်ရဆိုရင်တော့ပညာရေးနဲ့အလုတ်ကင်ခွင်လန်းကအချိုးကျနေတယ်လို့မြင်ပါတယ်။ပညာရေးဆုံးရှုံးလိုက်ရလို့အနာဂတ်ထိခိုက်တယ်ဆိုတာထက်စိတ်ထက်ရေးရပိုင်းနာကျင်သွားကြလို့ဘဝပြဿနာတွေမှာအထီးအခိုက်ရှိကြတာလို့လည်းထင်တယ်။ခေကမကောင်းတင်ထားတာတွေကလက်တွေ့လုံနေတဲ့အလုံးနဲ့မကိုက်ဆိုတော့ အရာရာအစကနေပြန်ဆရရတယ်လို့ဖြစ်နေတော့ပိုပြီးရုန်းကန်ရတာပေါ့လို့ပြောပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအလုပ်လုပ်ကင်နေပေမဲ့နေထိုင်စားတောက်ဖို့အလုပ်လုပ်ခွင့်ဝက်ပါမင့်ရရှိဖို့ရုန်းကန်နေရတဲ့အခြေအနေဖြစ်ပြီးစာရွက်စာတမ်းအစုံလင်ရှိနေပေမဲ့အလုပ်ရှာရမလွယ်ကူတာတွေကလည်းလူငယ်တွေအတွက်စိန်ခေါ်မှုအခက်အခဲတစ်ခုဖြစ်နေပါတယ်။မြန်မာပြည်တွင်းနိုင်ငံရေးအခြေအနေတွေကြောင့်ပြည်ပနိုင်ငံမှာအလုပ်လုပ်ကင်နေကြရပေမဲ့ ညာရေးဆက်လက်သင်ယူနိုင်ဖို့နိုင်ငံတကာကပြီးတဲ့ပညာတော်သင်စုစ조사ရှောက်နေတဲ့ကိုဆန်အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်ပုံငွေဖြတ်တောက်လိုက်တဲ့ USAID ရဲ့ပညာသင်စုလည်းပါဝင်တာကြောင့်ပညာဆက်သင်ယူမဲ့ရည်မှန်းချက်ထပ်မံပြသသွားခဲ့ရပါတယ်။မြန်မာနိုင်ငံတွင်းမှာလည်းစစ်ကောင်စီတပ်ရဲ့ဆက်သွယ်ရေးဖြတ်တောက်မှုအင်တာနက်လိုင်းမရရှိမှုကျူးရင်းပြစ်ပတ်ခတွေနဲ့စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူငယ်တွေကပညာဆက်လက်သင်ယူနိုင်ဖို့စိန်ခေါ်မှုများစွာ ရှိနေပါတယ်။မြန်မာနိုင်ငံတွင်းကအကြောင်းသူအကြောင်းသားလူငယ်တွေအနေနဲ့လည်းပညာရည်ထက်မိသားစုစာဝတ်နေရေးအခြေအနေတွေကိုဦးစားပေးနေရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းပဋိပက္ခတွေနိုင်ငံရေးစီးပွားရေးအကျက်တဲတွေကြောင့်စာဝတ်နေရေးအခက်အခဲရှိလာတဲ့ပြင်စစ်မှုထမ်းဥပဒေတွေကြောင့်လူငယ်တွေကပြည်တွင်းမှာထက် ပြည်ပကိုအလုံးလုံးဖို့ရရနီးပေါင်းစုံနဲ့သွားနေကြရပါတယ်မြန်မာနိုင်ငံမှာသင်ယူခဲ့ရတဲ့ပညာရေးနဲ့ပြည်ပနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်ကင်ကြရတဲ့အခါပညာရေးနဲ့လုံနေရတဲ့အလုပ်တခြားစီဖြစ်နေပြီးကြိုးစားသလောက်မတိုးတက်မှုတွေကြောင့်လူငယ်တွေစိတ်သက်ပိုင်းဆိုင်ရာမှာလည်းထိခိုက်နေကြရပါတယ်မြန်မာနိုင်ငံတွင်းမှာတမကပြည်ပနိုင်ငံတွေမှာအလုပ်လုပ်ကင်နေပြီးပညာဆက်သင်ယူလိုတဲ့ကျောင်းသူကျောင်းသားတွေအတွက် ညဘက်အွန်လိုင်းကနေပညာသင်ကြားပေးနေတဲ့တက္ကသိုလ်တွေရှိတာကြောင့်အခွင့်အရေးရချိန်မှာတက်စီချင်တယ်လို့ပညာရေးဝန်ကြီးဌာနမြို့သားရေးညီညွတ်ရေးအစိုးရစီရီယန်ကတိကဆရာမຫນွေဦးကပြောပါတယ်။ငါတို့ကဖွဲမရခဲ့ဘူးဆိုပြီးအားငယ်မနေဘဲနဲ့အွန်လိုင်းတက္ကသိုလ်တွေကိုတက်စီချင်တယ်။တက္ကသိုလ်ကိုမျိုးစုံရှိတာပေါ့နော်။ ပညာရေးအတွက်လည်းရှိတယ်အသက်မွေးဝမ်းကြောင်းအတွက်လည်းရှိတယ်နောက်ပြီးတချို့ထိုင်းမှာဆိုရင် သမွေးဝမ်းကြောင်းကိုအွန်လိုင်းတွေနဲ့ချိတ်ဆက်တဲ့ကြောင်းတွေပေါ်နေပြီးမြန်မာနိုင်ငံကနေ၅နှစ်တာကာလအတွင်းမှာဒီဒေါ်လာရေးကြောင်းစစ်ဘေးကြောင်းယောဂဘေးတွေကြောင်းကြုံခဲ့တဲ့ကလေးတွေကိုဘလောက်အသက်ရွယ်ရောက်ရောက်ပညာက မကုံဆုံးသွားဘူးဆိုတာပြောကြပါမယ် မြန်မာနိုင်ငံတွင်းမှာလက်ရှိကြောင်းတည်ရင်အလုံးလုံးနေကြရတဲ့လူငယ်တွေရှိပေမဲ့လက်ရှိကုံစည်နှုံးတွေကြောင့်ဆယ်စားလောက်တိုးရှာနိုင်မှအဆင်ပြေနိုင်မဲ့အခြေအနေဖြစ်နေတယ်လို့ရန်ကုန်မြို့မှာကြောင်းတက်နေတဲ့ကျောင်းသူတယောက်ကလည်းပြောပါတယ်။ဘွဲမရလဲဒီလာစားပဲရလဲကျက်နှသိန်းလောက်ပဲများယုံပေါ့။နိုင်ငံကြသွားလဲနောက်ခံကောင်းကောင်းတစ်ခုသာမရှိရင်ဒီနိုင်ငံမှာနေရတယ်လို့ပါပဲ။ environment တစ်ခုသာပြောင်းလဲသွားယုံမဲ့ထင်ပါတယ်။ ခက်ကြက်ကြီးထဲမှာပိုတိုးပိုရှာဖို့ပဲတွင်းနေကြမှာပါပဲအလုံးမခေါ်လို့အလုံးမရတဲ့သူတော့ရှိမှမထင်ပါဘူးရရအလုံးနဲ့ဝင်ငွေတိုးပွားဖို့နီလန်ပဲရှာဖွေနေကြမှာပါအလုံးမရလို့ရက်နေရင်ဒီနိုင်ငံမှာအထူးသဖြင့်နောက်ခံမရှိဘူးမရှိတဲ့သူအဖို့အသက်ရှင်တန်ဖို့မလွယ်ကူပါဘူးမြန်မာနိုင်ငံတွင်းမှာလက်ရှိနေထိုင်နေတဲ့လူငယ်တွေအနေနဲ့လည်းပညာရေးဆက်လက်သင်ယူခြင်းပင်မဲ့ ိသားစုစားဝတ်နေရေးအတွက်အလုတ်ထွက်လုပ်နေရတဲ့လူငယ်တွေရှိနေပါတယ်။ပညာရေးနဲ့အလန်းဝေးလာတဲ့ပြည်တွင်းပြည်ပကလူငယ်တွေဟာဘယ်တစ်ခုရမှအလုတ်ကင် ခွင်လန်းရှိတဲ့မြန်မာနိုင်ငံအခြေအနေနဲ့အနာဂတ်ရည်မှန်းချက်အလုတ်ကင်ခွင်လန်းတွေကဝေးတဲ့ထက်ဝေးလာနေပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံစီးပွားရေးကြာဆင်းလာရသလိုလူငယ်တွေအတွက်အလုတ်ကင်အခွင့်အရေးကလည်းလျော့နေလာတဲ့အပြင်ကုန်စည်နှုံးတွေ ဇက်တိုက်တက်နေပေမဲ့အခြေခံအလုပ်သမားတွေရဲ့လစာတွေကဒိုးလာခြင်းမရှိပါစီစဉ်ထားတဲ့စီးပွားရေးလူမှုရေးနဲ့အနာဂတ်အိမ်မက်တွေကလည်းစစ်ကောင်စီတက်အာဏာသိမ်းသွားတဲ့အထက်ပါသွားတယ်လို့ကိုအသေးလေးကပြောပါတယ်စစ်တပ်အာဏာသိမ်းမှုနဲ့တူမြန်မာပြည်သူ လူထုတွေရဲ့လူမှုစီးပွားဘဝတွေအကြီးအကျယ်ထိခိုက်ပျက်စီးမှုနဲ့ကြုံတွေ့ရင်ဆိုင်နေရတယ်လို့လူငယ်တွေရဲ့ကြီးမှန်းချက်နဲ့အနာဂတ်တွေကလည်းထိခိုက်ပျက်စီးသွားခဲ့ရတာပါ မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ဆက်လက်တည်မြဲနေတဲ့ရွေ့တော့လူငယ်လူရယ်တွေနဲ့မြန်မာပြည်သူတွေဒုက္ခဆင်းရဲတွေက ရုန်းထွက်နိုင်ဖို့အလံဝေးနေအောင်မှာဖြစ်ပါတယ်ခမဟုတ်ကဲ့ဒါကတော့ဒီဝီဘီမှာ ဖော်ပြထားတဲ့ဆောင်းမရှင်ဟန္နာထအောင်ရဲ့ဆောင်းပါလျာဖြစ်ပါတယ်ခမ